တင်ကခြားနိုင်ငံကိုရေရှည်ပြောင်းရွှေ့နေထိုင်မှုအတွက်အစီအစဉ်ရှိတယ်။ဒါမှမဟုတ်လို့ရှင်လေခိုင်းရဲ့လုပ်ငန်းခွင်တွေကိုဝင်ရောက်လုပ်ကင်တော့မဲ့သူတွေပေါ့နော်။ဒါကြောင့်ထိုင်းစာကိုအခြေခံကနေစပြီးတော့ကျွမ်းကျင်သည့်အထိအရေးရောအဖက်ကောအပြောပိုင်းမှာလိလာဖို့အတွက်စဉ်းစားနေတဲ့သူတွေကဒီဗီဒီယိုလေးကိုဆောင်းကြည့်ပြပါရှင်။ ထမအောင်ဆုံးအနေနဲ့ထိုင်းစာကိုစလေ့လာတော့မယ်ဆိုရင်လေ့လာရမှာတေချာတော့ထိုင်းပြီးစလုံးလေးတွေဖြစ်ပါတယ်။အဲ့တော့ထိုင်းမှာကပြီး၄စနေမှာလေးလုံးရှိတယ်။သွားပြီးတလုံးချင်းစီမှာအတန်ထွက်လေးတွေ꿰ပြရတယ်။အဲ့အတန်ထွက်မှာလည်းအတိတ်ပဲရှိတယ်။အဲ့တော့ကွာပြီးစလုံးကိုလည်းချက်ရမယ်။အဲ့စလုံးရဲ့အတန်ထွက်ကိုလည်းချက်ရမယ်။အဲ့အတန်ထွက်ရဲ့အတိတ်ပဲလေးတွေနဲ့ပါတွဲချက်လို့ရှိရင်ပြီးလဲရတခါတဲ့အတိတ်ပဲ၄၀လေးလုံးမှာချက်ပြီးသွားဖြစ်သွားတာပေါ့နော်။ဥပမာဆိုလို့ရှိရင်ကောကိုက်ခေါ်ခိုင် ခေါ်ခွိုင်ဒီစကလုံးသုံးလုံးမှာဆိုရင်ကောက်ไก่အနောက်ကไก่ရဲ့ချက်ကိုပြောတာခေါ်ไข่ไข่ဆိုရင်ဥ ခေါ်ခွိုင်းခွိုင်းကကျွေးအဲ့တော့ဒီစကလုံးလေးတွေအတိတ်ပဲလေးတွေမှာရှိပြီးသားပေါ့နော်အဲ့ပထမဆုံးလေးလာမယ်ဆိုရင်ဂျီလေးစက်လေးလောင်းကလည်းစားလေးလာရပါမယ်အဲ့တော့အဲ့ဒါရသွားပြီဆိုရင်နောက်တစ်ဆင့်နေနေတရလေးလာရပါမယ်တရဆူဆူပေါင်း30နှလုံးရှိတယ်30နှလုံးဆိုလို့အများကြီးထင်သွားမှာဆိုလို့ပေါ့နော်သူကဘယ်လိုလဲဆိုရင်တရအတန်တူနဲ့တရအတန်ရှိဆိုတော့အတွဲလေးတွေရှိတာအဲ့တော့အဲ့ဒီအတွဲလေးတွေကြက်ရပါမယ်ကျေလို့ဂျီရဲ့တရရဲ့ရေးတက်ဖတ်တက်ပြီဆိုရင်တော့မှစပြီးတော့စကလုံးလေးတွေဝတ်ကြလေးစဖတ်တက်နေပြီ နောက်တစ်ဆင့်ညီနေရချေရောအထိုင်းရဲ့အတန်အနည်းငယ်အတက်ကြောင့်9တန်ကိုလေ့လာဖို့လိုပါတယ်။အဲ့တော့ထိုင်းကကျတော့ तू ကတုံလန် language လို့ခေါ်တဲ့အတန်အနည်းငယ်လေးနဲ့စကားပြောတာပေါ့နော်။ပန်နေက9တန်တော့ရှိတယ်။မစ်တုံအတန်ပြေလိုးတုံအနည်းတန် falling တုံအကြတန် high tone အမြင့်တန်အတန်လေးဖော့ဆိုရတဲ့အတန် rising tone ရစ်တဲ့အတန်ဆိုတော့၅တန်ရှိတယ်။အဲ့တော့အဲ့၅တန်မှာကိုယ်နည်းနည်းလေးနှိမ်သွားတယ်နည်းလေးကျသွားတယ်ဆိုတာအထိပယ်ကလုံးဝကွဲသွားနိုင်တယ်။ကိုကလာတယ်ပြောရှင်တယ်မာပြောတဲ့ဟာအတန်ရစ်ပြီးတော့မာဆိုရင်ခွေးဖြစ်သွားနိုင်တယ်ပေါ့နော်။အဲ့တော့အရန်အရေးကြီးတဲ့တုံးမတန်၅တန်အသက်ပဲ။အဲ့တော့ကိုကကြီးလေးလာမယ်တရားလေးလာမယ်ပြီးလို့ရှိရင်အသက် 5000တိအသက်5000လေးလာရပါမယ်။ခြေရောနောက်တစ်ချက်အနေနဲ့ထားရဲ့အသက်တန်း8000တက်ကိုလေးလာရပါမယ်။အဲ့တော့အသက်ကတော့ကတ်တန်မတ်တပတ်တဆိုတော့အသက်တင်နဲ့အသက်ရှင်ရှိရပါတော့။အဲ့တော့အသက်တန်း8000တက်လေးလာပြီးပြီဆိုရင်တော့မှစပြီးတော့အာဝါကြတွေစတိုရီလေးတွေစာပိုက်လေးစဖတ်တတ်နေပါတော့။ တော့ကိုကဂျီတရာဒီအတန်နေနေအတက်ကြ3မှတ်တန်5တန်ပြီးအတက်တန်8တန်လေ့လာပြီးပြီဆိုလို့ရှိရင်စပြီးတော့ဝေါ်ဟာတွေတိလာပြီးစပြီးတော့စကားတွေလည်းစပြောလို့ရနေပြီပေါ့နော်အဲ့တော့ထိုင်းရဲ့ grammar pattern ကကြတော့ subject verb object အဲ့ရနေပဲသွားမယ်အရင်ကြီးအင်္ဂလိပ်စာကိုရှုပ်ကြည့်မရှိဘူးပေါ့နော်အဲ့တော့အားလေးလေးလာရပါမယ်အဲနောက်တစ်ခုအရေးကြီးဆုံးကကိုလေ့လာနေတဲ့အရာကမှန်လားအတန်ထွက်တွေမှန်လားနီးစနစ်မှန်လားဆိုတာကွာအမြင်နဲ့ကိုယ့်ရဲ့တိုးတက်မှုကို အဲစစ်ဆေးဖို့အတွက်လူလူတယ်ပေါ့နော်အဲ့တော့ချေတို့ဂျီမား S မှာဆိုလို့ရှိရင်ဇာမတက်မှာစိတ်ကူစရာမလိုဘူးနောက်တစ်ခုကသင်ခန်းစာတွေကိုတချေတို့ကအကြောင်းသားတွေအချိန်မြေပြန်ကြည့်လို့ရအောင်အချိန်ကန့်တက်လည်းမလုပ်ထားပေးဘူးဒါကြောင့်အလုပ်တစ်ဖက်နဲ့လေ့လာမဲ့သူတွေအကြောင်းတစ်ဖက်နဲ့လေ့လာမဲ့သူတွေအတွက်အချိန်အတိအကျမပေးနိုင်တဲ့သူတွေအတွက်က Joans Online Class ကအဆင်ပြေမှာပါဆိုတော့တချေစီမှာတနန်းတက်ချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုအောက်မှာ Thai လို့မှတ်ခဲ့လို့ရသလိုချေတို့ comment မှာလည်းလေ link tree လေးချထားပေးပါမယ်အဲရနေပြီးတော့ကိုကြိုက်တဲ့အဆင်ပြေရဲ့ platform ကနေတွားပြီးတော့တနန်းအနန္တလမ်းပါလေရှင်အားလုံး เชตั้มาเปลี่ยนตัวมาไหมคะ สวัสดีค่ะ ไว้เจอกันทุกคนนะคะ สวัสดีค่ะ ขอบคุณค่ะ